်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိန်သီးစပီကာနေပြီးတော့နှုတ်ခွန်းဆက်တာခါတော်ပြုလိုက်ရပါခင်ဗျာတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့စိန်သီးစပီကာပြန်လည်လို့ရောက်ရှိလာပါပြီခုချိန်မှာဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာကံစိုးမှာတွားရမိုးလိုက်လို့ရွာဆိုတလို့မျိုးပဲမြန်မာပြည်သူပြည်သားတွေအားလုံးကယောဂါကပ်ပြီးမိပေးစစ်ပေး ခုဆိုရင်ငလျင်ဘေးတွေကြုံတွေ့နေရတယ်ဒါဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုအနိုင်ကျင့်အုပ်ချုပ်နေတဲ့အာဏာရှင်စစ်အစိုးရเจ้าလို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်အစိုးရလို့ဘာလို့ပြောတာလဲဆိုတော့ပြည်သူလူထုတွေကတော့အစိုးရလို့သူတို့မတတ်မပါဘူးဒါပေမဲ့သူတို့ကသူတို့ကိုသူတို့အစိုးရအစိုးရအစိုးရလို့ပြောနေပါတယ် ျွန်တော်လူရှင်တော်စကားနဲ့ပြောရင်တော့ပြည်သူအစိုးရတက်လာတော့တော့သူတို့တွေကအစအရောရိုးတာပေါ့ဗျာတဖြည်းဖြည်းနဲ့ရသွားတာရသွားတော့ပြည်သူတွေကိုထက်ပြီးတော့တတ်နေတယ်เนาะအဲ့ဒါရောမလို့အစိုးရလူကျွန်တော်ကနေပြီးတော့ပြောတာပါဟိုလိုမျိုးပြည်သူတွေတတ်မှတ်တဲ့နိုင်ငံတကာတတ်မှတ်တဲ့အစိုးရလူကျွန်တော် ပြောတာမဟုတ်ပါဘူးဟုတ်ကဲ့ပါကျွန်တော်မြန်မာနိုင်ငံက အခုဆိုရင်အခက်ခဲပေါင်းစုံကြားကနေပြီးတော့ရုံးမထွက်နိုင်အောင်ပြည်သူလူထုတွေကတော်တော်ခံစားနေရပါတယ်လူသက်လက်နက်တွေပေါ်တဲ့နိုင်ငံလူကယ်ဖို့ပစ္စည်းရန်နေရာတွေမရှိတဲ့နိုင်ငံအဲ့ဒီနိုင်ငံဘယ်နိုင်ငံလဲကျွန်တော်တို့မြန်မာနိုင်ငံပါပဲနိုင်ငံတကာအသီးသီးရနေပြီးကူညီပံ့ပိုးထားတဲ့ပစ္စည်းတွေကိုမောင်းပိုင်စီးတဲ့နိုင်ငံ ပြည်သူတွေဒုက္ခရောက်နေတာကိုလက်လူရှုပြီးတော့သူတို့အိမ်တွေပြိုကျတာကိုကဘာအတီးတီးရနေပြီးတော့ကုညီထောက်ပံ့ငွေတွေနဲ့စောက်လုံနေတဲ့နိုင်ငံမြန်မာနိုင်ငံပါပဲအခုဆိုရင်ကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးကပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုယ်ချင်းချင်းလက်တွဲပြီးတော့ ရိုင်းမင်းကူညီနေရတယ်သူတို့ကိုသူတို့အစိုးရလို့တတ်မှတ်ထားပြီးတော့အဲ့ဒီအစိုးရလို့ခံယူထားတဲ့လူတွေဘာတွေများကူညီလဲပရိုက်တာဖွဲ့တွေမြင်ငြင်းပြီးပြီးတော့တည်ဆုံသွားရတဲ့ရဟန်းရှင်သူចောင်းသားပြည်သူကလေးတွေမှမကြံကဲစဲနေတာနိုင်ငံတကာလာခဲ့တယ် ပရိုက်တာလူငယ်တွေကလာခဲ့တယ်သူတို့အစိုးရဘာတွေခဲ့တာရှိလဲကျွန်တော်ကိုပြောပါအုပ်ပုံကြားတွေကနေပြီးတော့လူတွေကိုကယ်ထုတ်ခဲ့တာပရိုက်တာအဖွဲ့နဲ့နိုင်ငံတကာကအုပ်ပုံကြားတွေရဲ့အလောင်းတွေကိုဖော်ထုတ်ခဲ့တာပရိုက်တာအဖွဲ့တွေနဲ့နိုင်ငံတကာကပြည်သူချင်းချင်းကယ်ထုတ်ခဲ့တာသူတို့စစ်တပ်ကဘာတွေလုပ်နေလဲ မြင်းကလေးလှုပ်နေပါတယ်ဆိုမှသူတို့ဆုံးရှုံးခဲ့ရတဲ့မြို့တွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတယ်ကျွန်တော်လူရှင်တော်တွေပြောပြောနေတဲ့စကားတခုရှိပါတယ်မြင်းကလေးလှုပ်တာလှုပ်တာတက္ကနာဘုံကျဲတိုက်ခိုက်တာတိုက်ခိုက်တာတက္ကနာအဲ့လိုပါပဲ तू ကနေပြီးတော့ဘယ်ကို तू ကနေပြီးတော့သွားနေပါလေညာကိုသွားနေပါလေဆိုပြီးတော့ဈေးပန်းလျှောက်ခင်းပြီးတော့တရင်မှာ ကြင်ညာလို့ရအောင်ဓာတ်ပုံတွေပူဒီကလေးရိုက်ပြီးတော့သူကနေပြီးတော့ဘယ်ရောက်နေပါလဲဘယ်လာနေပါလဲပြောတယ်တကယ်တကယ်သူတို့မိသားစုပိုင်တဲ့ထဲကငွေဘယ်နေရာကိုလူဘူးလဲပိုင်တယ်ဆိုတာပြည်သူတွေစီကမတရားယူထားတဲ့ငွေကိုပြောတာတော့အခုတချို့ဒူးချို့သူတို့စစ်ဖက်ဆိုင်ရာဘာတွေကူညီခဲ့လဲအာ ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကတော့မန္တလေးတိုင်းကိုဘလောက်လှူဒန်းလိုက်ပါတယ်စကိုင်းကိုဘလောက်လှူဒန်းလိုက်ပါတယ်သူတို့နေတဲ့နေပြည်တော်ကိုဘလောက်လှူဒန်းလိုက်ပါတယ်ဆိုတဲ့ဥစ္စာဘယ်သတင်းထဲမှာတက်လာတယ်ဗမာများရှိတယ်မြန်မာနိုင်ငံမှာရှိတဲ့ခရိုနီတွေတထဲတွေအကုန်လုံးကိုနေပြည်တော်ကိုစစ်ခေါ်ပြီးတော့အင်းမင်းရတော့ဘလောက်လှူရမလဲမင်းရတော့ဘလောက်လှူရမလဲအနေအုံဆင့်ဘလောက်ရလို့ငါတို့တတ်မှတ်ထားတယ် သူ့ရဲ့မနှိမ်အောင်မင်းတို့အခုလှူရမယ်ဆိုပြီးတော့လူတွေကိုလဲပေးတထေးတွေကိုလဲပေးညှစ်ပြီးတော့အလှငွေကောက်ခံနေတယ်သူတို့လဲခရိုနီထဲမှာသူတို့လဲပါတာပဲသူတို့မိသားစုဘာတွေများလှူဦးလဲတကြက်တရာတထောင်ဘမလှူဦးလဲသူ့သားမိသားစုကဘယ်နေရာမှာလှူလိုက်ပါပြီသူတို့မိသားစုကဘယ်နေရာမှာလှူလိုက်ပါပြီလို့သတင်းတွေဘယ်နေရာမှာကြားဦးလဲဟုတ်ပြီအခုမီဒီယာတွေမီဒီယာတွေ channel တွေ channel တွေရုပ်ရှင် ရုပ်တံ channel တွေကနေလှူရတယ်သူတို့ဘောမ channel တွေဘယ်နေရာတွေလှူလဲဘောမအမှုပညာသမားတွေဘာတွေလှူဘူးလဲထက်လာလိမ့်မယ်သူတို့လှူတာရှိပါတယ်နာမည်ခံပြီးတော့အကုန်လုံးကနေပြီးတော့သူတို့လှူတဲ့ဥစ္စာတွေသူတို့ကနေပြီးတော့နာမည်ခံပြီးသွားလှူတာပဲရှိပါတယ်ဘာတွေလှူဘူးလဲဘာတွေလှုပ်လဲဒါလေးကိုကျွန်တော်သိချင်ပါ အခုဆိုရင်လည်းကြည်တယ်ပြည်သူတွေဒုက္ခရောက်နေတေကြီးပျက်စီးနေအလောင်းတွေမဖော်နိုင်ဘူးပုံစော်တွေနမ်းနေတယ်ဟာဒါတွေကိုဘယ်လိုလုပ်အောင်လဲမသိဘူးအဲ့လိုမျိုးထူပူနေတဲ့အချိန်မှာထိုင်းနိုင်ငံကိုသွားပြီးတော့အစည်းအဝေးသွားတက်တယ်ထိုင်းနိုင်ငံလည်းရောက်လဲရောက်ပေါ့ထိုင်းနိုင်ငံမှာဗမာတွေကနေပြီးတော့စန္ဒပြတယ်ပြီးတော့ထိုင်းကျောင်းသားလေးတယောက်ကနေစန္ဒပြတယ်အခုဆိုရင်ထိုင်းလူမျိုးတွေကပါဓာတ်ပုံနေနဲ့စန္ဒပြနေကြတယ်မချက်တက်လိုက်တာ ရှက်ကြောနဲ့ချက်ကြောနဲ့မှားဖြတ်ထားတာကျိန်းသေးပါလေဗျာ။အော်တဖြည်းဖြည်းနဲ့အဲ့လိုမျိုးအာရုပ်ရုပ်ရုပ်လည်းဖြစ်လည်းဖြစ်လာတော့ time ဘာသာနဲ့မြန်မာဘာသာနဲ့ညှက်ပြီးတော့မင်းအွန်လိုင်းအဲနောက်ကနေဆဲတာပေါ့နော်မင်းအွန်လိုင်းနောက်ကနေဆဲတာ time weather weather လေးနဲ့ video file နေလဲမိဘဗီဒူတွေတော်တော်များများကြည့်ရှုပြီးလောက်ပါပြီအဲ့ဒီမှာနေမဲ့သူပြန်လာမဲ့နေ့ဟာ အဲဒီနေ့မနေ့ပြန်ပေါ့နော်မနေ့ပြန်မှသူပြန်လာမှာသူ9ရက်လောက်နေပါဒါပေမဲ့9ရက်လောက်မနေနိုင်ပါဘူးညတော့ညတွင်ချင်းပဲသူ့မှာစင်နာကြီးလောက်ကနေပြီးတော့ခိုးကြောင်ခိုးဝဲနဲ့ပြန်လာတယ်သူနေလို့မရတော့ဘူးလေဘယ်လိုလုပ်မလဲသူ့ဖမ်းမဖမ်းတော့မလားအယူမီဝိုင်းဖြစ်နေပြီအဲ့လိုလည်းမရဘူးစားလို့လည်းမရဘူးအဲဒါတွေဘယ်ကအောင်မလဲထိုင်းဝင်ကြီးချုပ်ကနေပြီးတော့သူ့ကိုနှုတ်ဆက်တဲ့နေရာမှာ ဒီပြင်သူရှိရနေပြီးတော့နိုင်ငံခေါင်းဆောင်တွေကိုလက်ဝလေးချီပြီးတော့အဲဆော်ဝါလီကပ်ဆိုပြီးတော့နှုတ်ဆက်တယ်ဟိုကလည်းအဲသူတို့ဘာသာစကားနဲ့နှုတ်ဆက်တယ်ပြီးဝင်ဖလဲတကင်းလက်ဆွဲနှုတ်ဆက်ပြီးတော့ပြောနေကြတယ်။အော်ပြီးတော့ဟိုဘက်ကိုထွက်သွားကြတယ်။တမတ်တမတ်ထားတဲ့နေရာကိုထွက်သွား။သူလဲကြလေကြသူလဲဝင်လဲဝင်လာအောင်လက်ဝလေးမချီဘူး။ဒီတိုင်းပဲနှုတ်ဆက်တယ်။နှုတ်ဆက်ပြီးတော့သွားပါတော့တဲ့ဟိုဘက်ကိုလွတ်လိုက်တယ်။ကြည်တမ်းဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါလိမ့်မယ်ဒါကျွန်တော်အပူပြောနေတာမဟုတ်ဘူးနော်လူတက်တဲ့လူကိုလူလိုမဆက်ဆံတာမလွဲတာမရှောင်တာလို့ ਨੇ တူပါတယ်ဒီစည်းဝေးကိုလာခိုင်းနေတာသူ့ကိုလူလိုဆက်ဆံတာဒါနံပါတ်1နံပါတ်2ကျွန်တော်ပြောပါမယ်ရှေ့ရခိုင်ရခိုင်နေရနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့တွားတွေ့မယ်ပါညာဆိုရင်စက်တီခေါင်းပေါင်းနဲ့ ရင်မုံတိုက်ပုံအင်ဂျင်နဲ့တောင်ရှိပစိုးနဲ့အဲ့လိုအခမ်းအနားပွဲတွေတက်လာအိန္ဒိယနိုင်ငံဟောနိုင်ငံတကာအသီးသီးရတွေသူတို့ရိုးရံဝတ်စုံတွေဝတ်ပြီးတော့တက်လာမြန်မာနိုင်ငံကပါလေဘိုးယူးယူးလာတာနေကရိုင်းကြီးနဲ့ကိုအင်ဂျင်ကြီးနဲ့မြန်မာဆိုတော့ဒီလိုနေရာမျိုးမှာပြရမှာလေမြမရိုးရအဝိစားသူတို့ပြောပြောနေတဲ့ရိုးရရင်ကျေးမှုဆိုတာတီမာတုံးရမှာလေ နိုင်ငံကောင်ရှင်ကြီးလေသူတို့ရိုးရဝယ်စားတွေအိန္ဒိယသူတို့အိန္ဒိယဟာရိုးရဝယ်စားတွေဝယ်ပြီးတော့တန်းစီပြီးတတ်မုံရိုက်တာထိုင်းနိုင်ငံလည်းသူတို့ရိုးရဝယ်စားမြန်မာအကိုကြီးညီနေလေကနာကြီးနေဟိုသူများလည်းမျိုးရက်ထောင်ထောင်မောင်းမောင်းဆိုလဲဟုတ်တယ်ရက်ကပုတဲ့ပုထက်နေနော်ညာတွင်ချင်းပြန်ပြေးလာရတဲ့ခေါင်းဆောင်ကဲအခုလည်းပဲရောက်နေပြီလေညာတော့ကတော့မိုးကြီးလေကြီးတွေကြလို့မန္တလေးပတ်ပတ်လေမှာ လှူထားတဲ့ရွက်ဖြင်တဲတွေအကုန်လုံးပျက်စီးကုန်တယ်။ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုပဲ။အဲ့ဒီစကားပုံအပြင်ကိုအခုလက်ရှိစစ်အစိုးရကစစ်အစိုးရအောင်ပေါ့။အာနာရှင်ကရင်နစ်တဲ့လူကိုဝါးကူထိုးနေတယ်။အဆောက်အဦတွေပြိုကျလို့အထဲထဲမှာမတိလန်းရှင်တွေဆရာလေးတွေတန်ဃာတို့တွေပြိမ့်မိနေတယ်။အဲ့ဓာတွေကိုပြန်တူးဖို့ဘူးတဲ့ အလောင်းတစ်လောင်း380တဲ့ကဲကြည့်သားနိုင်ငံတော်ကနေပြီးတော့ဒါတွေကိုပေါ်ပေးလို့မရဘူးလားဟမ်စောက်လုပ်ကြီးတွေခဏအကုန်ရက်ဘာဖိုးတွေဘိုဒူစာတွေကရိန်းတွေအကုန်လုံးမင်းတို့လာစမ်းလှုပ်စမ်းနိုင်ငံတကာတော့မှလာပြီးတော့ကုညီနေတဲ့ဥစ္စာကိုမြန်မာနိုင်ငံမှာရှိတဲ့စက်ရန်တရားတွေကဘာလို့မကုညီတာလဲမကုညီနိုင်တာလား ဒါမှမဟုတ်ရင်ခရိုနီတွေလှုပ်ရှားနေတဲ့တထေးတွေဆိုတဲ့ကောင်တွေကဥပက္ခပြုတ်နေတာလားဟမ်ကိုအန်တာကိုပဲကိုမကြည့်နဲ့အဲ့ဒီလိုသာတထေးတွေရဲ့ဘတ်ဖိုးတွေကရိန်းနေတဲ့သာကယ်ဆယ်မယ်ဆိုရင်အခုလောက်ဆိုရှင်းနေလောက်ပြီအလောင်းတွေလည်းအခုလောက်ဆိုပြီးွားပြီသူများနိုင်ငံတော်မှာ လူတွေမကောက်ဘူးခွေးတွေအရုံလာခဲ့တာငါတို့မြန်မာနိုင်ငံမှာရှိတဲ့လက်ရှိအာဏာသိမ်းထားတဲ့လူတွေကသူများနိုင်ငံခွေးတွေလောက်တော့မှအတိတရားမရှိဘူးကွာအဲ့လိုတဲ့ပြောနေတာဟုတ်ပြီကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းတွင်နေပြည်သူများငလင်ရင်တန်ကြောင့်တေဆုံးပျက်စီးမှုများဖြစ်ပေါ်နေချိန်စစ်ကောင်စီဤတာသနာရေးဒုဝင်ကြီးမန္တလေးဝန်ကြီးချုပ် မျိုးအောင်နဲ့စစ်ဘိုလ်ချုပ်တဦးကတဲ့ကြောက်စဲမြုပ်ရွှေတိန်တော်ဖျားတွင်အဋိဋ္ဌံနော်ပွဲထိုးရေရရာခြေနေပါတယ်တဲ့ကဲပြောခြင်းပြီဗျာအဲ့ဒီတစ်ချက်ကိုပြောခြင်းပြီလူသက်စစ်တိုက်နေတဲ့သွေးစင်သွေးဆုံးနဲ့လက်နဲ့ဖျားကိုသွားပြီးတောင်းပန်လို့မရဘူး ယရိယာခြေလို့မရဘူးယရိယာခြေလဲခြေမှာမဟုတ်ဘူးနော်အခုကြမှာအမေကေပါအဖေကေပါဖယားကေပါတကြားကေပါလीလာမလုံးနဲ့မင်းတို့ပြည်သူတွေကိုတတ်ထားတာပြည်သူတွေသွေးချောင်းစီးနေတာမင်းတို့စဉ်းစားကြည့်မင်းတို့အာနာစသိင်းတွေကယောဂါတွေဖြစ်တယ် ကိုဗစ်ယောဂါမင်းတို့အာနာမသိငရလည်းဖြစ်တယ်ဒါပေမဲ့မင်းတို့အာနာသိမိမှထက်ဖြစ်တယ်မိတွေလောင်တယ်ရေတွေကြီးတယ်ဆယ်တွေတာတွေကျိုးတယ်ရွာတွေမိလောင်တယ်စစ်ဘေးကြုံရတယ်အခုငလျင်ဘေးကြုံရတယ်မင်းတို့အုပ်ချုပ်တဲ့အရာတွေမင်းတို့စဉ်းစားကြည့်ရင်မင်းတို့ရှေ့ကဘုံကြုံမူကြီးဟောင်းအုပ်ချုပ်တာတော့မှ ကိုဗစ်ကပ်ရောဂါမကြောက်ခဲ့ဘူးစစ်ဘေးနဲ့နာဂစ်ဘေးအဲ့နှစ်ဘေးတည်းရှိတယ်အခုမင်းတို့ခေတ်ကြမှာမင်းတို့ကြည့်တယ်ဖြစ်လိုက်တဲ့ရောဂါတွေအခုနောက်ဆက်တွဲတွေလာအောင်မယ်အလောင်းတွေကိုမဖော်နိုင်လို့အဲ့ဒီအလောင်းတွေရဲ့ပုတ်ပွားအနက်အနေနဲ့လူတွေက one shot one ပြည့်ယောဂါတွေဖြစ်နေပြီမင်းတို့ဘာဆက်လုပ်မလဲနိုင်ငံတကာလာခင်ရင်လည်းလာပြီးကုညင်ရင်လည်း ဘယ်နေရာပဲသွားပါဘယ်လိုပဲလုပ်ပါဘာပဲလုပ်ပါမင်းတို့ကနေရာတွေကိုသူတို့မင်းတို့ကချပြီးကတ်တက်ပေးတာတယ်တကယ်ဖြစ်တဲ့နေရာတကယ်အရေးကြီးတဲ့နေရာတွေကိုမင်းတို့ကမလုပ်ဘူးမကူညီဘူးဘာကြောင့်မင်းတို့ကမလုပ်လဲဆိုတော့မင်းတို့ပြစ်နေတာတွေမင်းတို့တတ်နေတာတွေမင်းတို့လိန်နေတဲ့ဘုံကျဲနေတာတွေအားလုံးကိုတိမာဆိုလို့မင်းတို့ကလည်းဒီနေရာတွေဒီနေရာတွေဒီနေရာတွေမင်းတို့ကမသွားခိုင်းဘူးရပါလေမင်းတို့မသွားခိုင်းနဲ့အင်တာဘူကနေပြီးတော့အခုပေါ်ထုတ်လိုက်ပြီမလေးရှားနေပြီးတော့ ထော်ထုတ်လိုက်ပြီနောက်ထပ်နိုင်ငံတကာကလည်းသူတို့မျက်မြင်နေဓာတ်ပုံနေဗီဒီယိုဖိုင်တွေရှိတယ်သူတို့ပြန်သွားပြီဆိုတာနဲ့မင်းတို့တေဖို့သာပြင်ထားတော့မင်းတို့ဖုံးသမျှပေါ်ပြီသဘောပေါက်တယ်နော်ဟုတ်ပြီမန္တလေးတိုင်းယနေ့ညပိုင်းနဲ့လေကြီးမှုန်တိုင်းတိုက်ခိုက်ပြီးတော့နေအိမ်တွေပျက်စီးကုန်တယ်ဗျာနော်နေအိမ်ကိုတဲ့မန္တလေးတိုင်းတွင်နဲ့နော် မူတေးထန်စွာရာလို့နေနေငါကရွက်ဖြစ်တယ်ဒီပါဒီနော်ပျက်စီးသူတို့တဲ့နေငိုးတဲ့ဓားကင်လူတစုကနေပြီးတော့အနုချမ်းစီဓမြတိုက်ရန်တဲ့စ조사တပြင်းနဲ့ပြည်သူများကနေပြီးတော့စုဝေးရေးဖမ်းဆီးလိုက်ပါလေကဲကြည့်စမ်းမင်းတို့စစ်တပ်ကလူတွေရဲတွေဘာလုပ်နေကြတယ်ဘယ်နာသွားသိနေကြလဲမင်းတို့မှာပြည်သူကိုတတ်မယ်ရဟန်းကိုတတ်မယ် ဓမြတိုင်မယ်အမှုရမ်းစီးမယ်အနိုင်ကျင့်မယ်ပြည်သူတွေပေးတာနဲ့ထမင်းတုပ်တွေဟင်းတုပ်တွေကိုမင်းတို့ကနေပြီးတော့မောင်ပိုင်စီးပြီးယူထားမယ်မင်းတို့မှဒါပဲတည်တယ်ပြည်သူတွေကိုကိုချင်းစာကူညီရမယ်နှလုံးသားမင်းတို့ရှိမှမွေးကလေးရပါမလားဟုတ်ပါပြီနောက်တစ်ခုက ီပေါ့နော်ဘိုချုပ်ယူကြီးနဲ့တွေ့ဆုံခဲ့သည့်အကြောင်းနဲ့ဘူတန်ဝန်ကြီးချုပ်က၎င်း၏လူမှုကွန်ရက်တွင် Facebook ပေါ်တွင်တဲ့ပုံနှစ်တကွာအေပီလာ၄ရက်နေ့ကတဲ့ပို့တင်ခဲ့တယ်တဲ့ပို့တင်ပြီးနော်နိုင်ပိုင်းအကြတွင်တဲ့ဘူတန်ဝန်ကြီးချုပ်အားတဲ့ဘူတန်နိုင်ငံသားများအပါအဝင်ထိုင်းနိုင်ငံသားများမြန်မာနိုင်ငံသားများနှင့် အခြားသောဒီမိုကရေစီအင်အားစုများကတဲ့ဝေဖန်ရှုံချပါတယ် ထိုတိုးတဲ့ဝေဖန်မှုများတဲ့မြင့်တက်လာ၍ဘုဒ္ဓံဝဉ္ကြီးချုပ်ဤတဲ့လူမှုကွန်ရက်တွင်လည်းမင်းအွန်လိုင်းနဲ့တွေ့ဆုံခဲ့သည့်အကြောင်း Facebook လူမှုကွန်ရက်နော်တင်ထားသည့် post ကိုတဲ့ယနေ့ AB လ9ရက်နေ့နံနက်ပိုင်းတွင်လည်းပြန်လည်ဖြုတ်ချလိုက်ပါသည်တဲ့ဗျာကဲရှက်ဖို့ကောင်းလိုက်တာဗျာဒါဘုဒ္ဓံဆိုတာကိုယ်နိုင်ငံမဟုတ်ဘူးနော်သူများနိုင်ငံသူများနိုင်ငံကပါ ို့မြန်မာပြည်သူပြည်သားတို့တနာပြီးတော့အုတ်ချုပ်နေတဲ့အာနာယုစစ်ခေါင်းဆောင်ကိုသူတို့ကနေပြီးတော့သူ့လူမှုကွန်ရက်ပေါ်မှာတင်လိုက်တဲ့ဥစ္စာကိုနိုင်ငံသားတွေကမလိုလားဘူးဘာမှမလိုလားဆိုတော့နှလုံးသားရှိတဲ့လူတွေလူစိတ်ရှိတဲ့လူတွေလေဒါမှမဟုတ်သူ့နိုင်ငံသားမဟုတ်သေးဘူးနော်ဘူတာနိုင်ငံနိုင်ငံသားတွေအဲ့လိုမျိုးပဲတချို့နိုင်ငံခေါင်းဆောင်တွေလည်း ဒီလိုမျိုးပဲခံစားရပါမယ်အဲတကယ်တကယ်ပြောရရင်တော့ဟိုအခုဘိုးချုပ်ယူရဘာနဲ့လားတဲ့တူလဲဆိုတော့စူလေကြီးနော်အာစူးတွေတင်လာတဲ့လှဲကြီး तू ကတော့သွားနေတာပဲလေဘေးနာတွေ့တဲ့များဥစ္စာကိုအဝတ်တွေအဝတ်ကိုဆွဲွားတယ်နော်အချုံတွေတွေ့ရင်ချုံတွေကိုဆွဲွားတယ်တောင်းတွေတွေ့ရင်တောင်းတွေဆိုတဲ့စူလေကြီးအညစ်ကိုဆွဲွားတာသူနဲ့စကားပြောတဲ့လူတိုင်းလူတိုင်း ပြဿနာတက်တာပဲပြီးတော့မန္တလေးတိုင်းအိုးဘူအချင်းထောင်နေနဲ့ငလျင်တန်ကြောင့်အမျိုးသမီးနော်အဆောင်တက်နေတဲ့အဆောင်နှစ်တို့တဲ့ပြိုကျခဲ့ပြီတဲ့အဲ့ဒီပြိုကျခဲ့ပြီအတွဲတဲ့မတရားဖန်ဆီးခံထားတဲ့အချင်းခံအချင်းသားများတဲ့နိုင်ငံရေးအချင်းသား6ဦးအသက်ဆုံးရှုံးခဲ့ကြောင်းသိရပြီနော်ဒါကတော့မန္တလေးအိုးဘူထောင်မှာဖြစ်ခဲ့တဲ့အရာဝတ္ထုတွေပါဒါကတုံတုံလူမသိပါဘူး အဆောင်တင့်နဲ့အမျိုးသမီးအဆောင်တင့်နဲ့အဆောင်နှစ်ပေါ့နော်ဒါပြိုကျပျက်စီးသွားတာအဲအချင်းမှာနိုင်ငံရေးအချင်းသူပေါ့နော်အဲတည်ဆုံသွားတယ်ပေါ့နော်အဲ့ဒါဒီလေအဲသူ့ရဲ့ဟိုမိသားစုဝင်တွေတည်ချင်မှလည်းတည်အောင်ပါပါဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲကျွန်တော်မြန်မာနိုင်ငံကြီးမြန်မာပြည်ကြီးကတော့ငိုနေပြီပေါ့ဗျာနိုင်ငံတကာကနေပြီးတော့အငိုတိတ်အောင်လို့ချော့မြူတော့လေမြန်မာနိုင်ငံမှာရှိတဲ့ အာနာရှင်တွေကနေပြီးတော့အဝင်မခံအနိုင်ကျင့်ဖိနှိပ်နေတဲ့အတွက်မြန်မာနိုင်ငံကြီးဟာဒီပုံစံတိုင်းဆိုရင်ဆက်ပြီးတော့ငိုကြွေးနေရမယ်အငိုတိတ်ချင်တော့လွယ်ပါတယ်အခုလက်ရှိအနိုင်ကျင့်အုပ်ချုပ်နေတဲ့လူတွေအကုန်လုံးကိုအမြင့်ပြတ်ချေမွန်းဖို့ပဲကျွန်တော်တို့လိုပါတယ်ဟုတ်ကဲ့ပါနေပြည်တော်လေးနဲ့ငလင်းတန်တင့်နော်နန်းစီရီယံဝန်ထမ်းများတဲ့ ရုံမဖြစ်မနေပြန်လဲတဲ့ရန်နဲ့နေပြီးတော့ပြင်ပသူနော်ပြောင်းရွှေ့ထွက်ခွာခြင်းမလုပ်ရင်စစ်ကောင်စီကလည်းညွှန်ကြားထားပါတယ်တဲ့ကဲနန်းစီရီယန်တို့ရဲ့ဟမ်ပထမတော့မင်းတို့စီရီယန်လုတ်တယ်ဇွဲမှမရှိတာမင်းတို့မှအဲ့ဒီလိုလုတ်ချင်တဲ့စံနာမှမရှိတာတော်လင်ကြီးကမြင်မြန်ဆုံးသက်ပြီးဆုံးမယ်ဆိုပြီးတော့ဟိုဘက်ကိုဖတ်ဆိုကူးလိုက်တာ တော်လင်ကြီးကဒုရှိလဲကြာကြာမင်းတို့မခံနိုင်တော့ဘူးမခံနိုင်တော့ဇွဲမရှိတော့ဇွဲမရှိတော့မင်းတို့ဖတ်ဆိုမင်းတို့ပြန်ဝင်သွားတယ်ပြန်ဝင်သွားတော့မင်းတို့နန်းစီတန်နေဖြစ်တယ်နန်းစီတန်နေဖြစ်သွားတော့မင်းတို့ကောင်းကောင်းမွန်မွန်မင်းတို့ကြုံမွန်များထင်နေလားအခုမင်းတို့တကယ်တကယ်ဒုက္ခလဲဒုက္ခရောက်တော့ပြဿနာဘောင်းတုံလဲမင်းတို့ခံလဲခံစားရရောမင်းတို့အခုဘယ်လိုလှုပ်ထားပြီလဲဒါပေမဲ့ငါတို့ကတော့လူသားချင်းစာနာပါလေမရက်ဆက်ပါဘူး မင်းတို့လည်းအမြင်မှန်ရကြပါတော့လို့ပြောခြင်းပါတယ်။နောက်ထပ်နန်စီဒီယန်လုံးမဲ့လူတွေလည်းရှေ့မှာတာရကတွေရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေရာနေတော့ကျွန်တော်ပြောခြင်းပါတယ်။ငလျင်တင့်ဝန်ထမ်းများလည်းစာဝတ်နေရေးအစင်ပြည်စင်ရဲနဲ့စစ်ကောင်စီကနေရောပတ်ပတ်မိုးမှုတွေအလွန်နှဲပါတယ်။ပတ်မိုးမှုလွန်နှဲပါတာမဟုတ်ဘူး။သူတို့ကပါလဲဆိုတော့အလူလက်ဖက်နဲ့မျက်နှာလှုပ်တာမဟုတ်ဘူး။အဲ့ဒီအလူလက်ဖက်ကိုပဲသူတို့ကနေပြီးတော့သူတို့ကနေသူတို့သိမ်းနာတာမျက်နှာလုံးရင်တော်သေးတယ်ဗျ အရင်တော့ကျွန်တော်ပုံစံစကားပုံရှိတယ်လေအလူတစ်ဖက်နဲ့မျက်နှာလှုပ်တယ်အလူတစ်ဖက်နဲ့မျက်နှာအခုအလူတစ်ဖက်နဲ့တော့မျက်နှာလှုပ်တော့တာမဟုတ်ဘူးအဲ့ဒီအလူဝင်ရဲ့လက်ဖက်တွေသွားယူပြီးသူတို့ကသိမ်းထားတာသူတို့သိမ်းထားတာမျက်နှာလည်းမလှုပ်ဘူးနော်အဲပြီးတော့မှအခုကျွန်တော်သတင်းကြားပါတယ်အပြိုကျသွားတဲ့အိမ်တွေကိုတဲ့အဲဝန်ပြုတ်ကျသွားတဲ့အိမ်ကောင်ဖြစ်တယ်တိတ်ဆုံးသွားတဲ့လူတွေကိုတဲ့တယောက်ကို10သိန်းဗမာငွေအများကြီးတွင်တော့ဗမာငွေ10သိန်းနဲ့အဲဒေါ်လာနဲ့လက်တွက်ကြည့် တော့ကထိုင်းပန်းနဲ့လည်းတွက်ချင်းတထောင်းတော့မပြေဘူးတထောင်းတော့မပြေဘူးပြေးမယ်တဲ့ဟမ်စင်ရွာအောင်မယ်လို့သိလားစင်ရွာအောင်အဲ့ဒီငွေတွေကလည်းဘု து ငွေတွေလေနိုင်ငံငါထောက်ပံ့ထားတဲ့ငွေတွေကျန်တဲ့ငွေတွေကိုသူတို့ကအေးစစ်ဖတ်အိတ်တော့ဖတ်ဖတ်ဖတ်လို့ကောက်ထည့်သွားပြီးတော့သူတို့ကလူသက်လက်နက်တွေဝယ်တော့မှဒါပါပဲကျွန်တော်ရဲ့စိန်နီးစပီကာတခုပြီးဆုံးတိုင်းပြီးဆုံးတိုင်းမှာကြပြားလေးနဲ့ကျွန်တော်ပြီးဆုံးလေးရှိပါတယ် ဒီခါကကျွန်တော်ရွတ်ဖတ်မဲ့ကြပြာလေးရတော့စင်ကြီးစပီကာမှာကျွန်တော်ရွတ်ဖတ်မဲ့ကြပြာလေးရတော့စကိုင်းတရားကိုဖြတ်တန်းခြင်းကြပြာလေးရဲ့ခေါင်းစဉ်ကစကိုင်းတရားကိုဖြတ်တန်းခြင်းလေဒီကြပြာလေးကိုရေးသားသူကတော့ကျွန်တော်ရဲ့ကိုကြီးနောင်တော်ကြီးကိုအောင်ဝေးပဲဖြစ်ပါတယ်ကိုကြီးကိုအောင်ဝေးခင်ဗျာကိုကြီးကိုအောင်ဝေးရဲ့စကိုင်းတရားကိုဖြတ်တန်းခြင်းဆိုတဲ့ကြပြာလေးကိုကျွန်တော်ရဲ့စင်ကြီးစပီကာမှာ ရွတ်ဖတ်ခွင့်ပြုပါလို့ကျွန်တော်တောင်းဆိုပါတယ်။သခိုင်းတရားကိုဖြတ်တန်းခြင်း။သခိုင်းတရားပေါ်တူလာမလားလို့မျှော်မေးမိတယ်။ခုနေတူတာရှိရင်ဆိုတဲ့အတွေးကနှလုံးသားတွေကိုပူနွေးစေတယ်။သူ့ရဲ့ပုံရိပ်တွေကငါတို့ရဲ့စိတ်ကိုခွန်အားဖြစ်စေလိမ့်မယ်။ तू မရှိလဲ သူရှိနေတယ်သူမလာနိုင်လဲသူလာတယ်လို့ပဲရင်နဲ့ရဲရင်ကြပေါ့ပြည်သူကပြည်သူကိုကူတာသူကူတာပါပဲလူလူကလူလူကိုလှူတာသူလှူတာပါပဲကူပါလှူပါဒုက္ခနဲသူဒုက္ခများသူမခွဲခြားနဲ့ကူပါလှူပါတေလူရှင်လူ မခွဲကြနဲ့စကိုင်းတရားပေါ်တူလာမလားလို့ညှို့ငေးမိတယ်။တူလာမကင်နိုင်လဲတူလာကဲစေတယ်လို့ပါပဲ။ကဲပါဆဲပါဒုက္ခရောက်သူရဲ့လူကုံတိတ်ခါမထိပါမိစေနဲ့။ကဲပါဆဲပါတေသူနာသူရဲ့လူကုံတိတ်ခါမထိပါမိစေနဲ့။ စေတနာမှမားစီနဲ့ဝေဒနာမှမားစီနဲ့အပြစ်ခဏရက်ပါ အချစ်တွေမရက်စီနဲ့စကိုင်းပြည့်၍ကြောင့်တမိုင်းထက်မရွေ့စီနဲ့စကိုင်းတရားပေါ်တူလာမလားလို့မြုံငေးမိတယ်ကြည်သူရှိရင်သူရှိတယ်ကိုချင်းစာတရားရှိရင်သူရှိတယ်သူရှိနေတဲ့အတွက် လူသားဝါရယထာစကိုင်းတရားကိုဖြတ်တန်းလို့ပေါ့ဂျေစုတင်ပါလေကိုကြီးကိုအောင်ဝေးကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာ Thank you.